အင်တာနက်ပေါ်မှာအောင်မြင်နေပေမဲ့အမြတ်ငွေမရပဲအရှုံးပေါ်သွားတဲ့နေဝင်းနဲ့ခင်ဝင်းပါတို့ရဲ့ပြောသံရုပ်ရှင်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အခုလက်တလောလူပြောများနေရကတော့ပြောတန်ရုံရှင်ဇက်ကားကြီးပါပြောတန်ရုံရှင်ဇက်ကားကြီးဟာနေဝင်းနဲ့အတူခင်ဝင်းပါမအီတောင်တရုတ်ဆောင်မင်းသားထွန်းထွန်းနဲ့နိုင်ငံကျော်ဝိုင်းရဲ့တရုတ်ဆောင်တွေများစွာပါဝင်ထားပါတယ်ပြောတန်ရုံရှင်ဇက်ကားကြီးဟာထူးထူးခြားခြားမြမရိုးရကျေးလက်ရှင်ပြူပွဲကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ရုံရှင်ဇက်ကားကြီးဖြစ်ပါတယ်ပြောတန်ရုံရှင်ဇက်ကားကြီးဟာတရုတ်ဆောင်မင်းသားနေဝင်းရဲ့လောက်ကအပြစ်ရထားတဲ့ဇက်ကားလို့လည်းဆိုနိုင်ပါတယ်အထူးသဖြင့်နေဝင်းကရွာကလူစိုးလူမိုက်လူရန်ကားကြီးအောင်မျက်စံသူချစ်ပေမဲ့ပိုင်းဆိုင် န်ခွင့်မရလိုက်တဲ့ခင်ဝင်းဝါတဖြစ်လဲပန်းဦးကိုနောက်ဆုံးအချိန်ထိအညိုတေးထားပုံပန်းဦးရဲ့ရှင်ပြူအလူပွဲကိုဖျက်လို့ဖျက်စီးလို့ရင်နဲ့အခုတော်ဝင်ကကိုယ့်ရဲ့တူလေးထိခိုက်ခဲ့ရပုံစရာရီကိုအကယ်ဒမီရရှိတဲ့အိုက်တင်တွေနဲ့တရုပ်ဆောင်ထားပါတယ်တခြားတစ်ဖက်မှာလည်းခင်ဝင်းဝါကတကယ်ကိုထိတ်တန့်မင်းသမီးဆိုတဲ့ဂုံပုံနဲ့အညီပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာနေဝင်နဲ့အပြိုင်တရုပ်ဆောင်ထားပါတယ်။ဒါအပြင်ဇက်ဖို့တရုပ်ဆောင်ဦးစော်ဝင်းနိုင်မန်ဝိုင်းရင်တရုပ်ဆောင်မင်းသမီးကြီးမျိုးတန်နာကျော်စတဲ့တရုပ်ဆောင်တွေကလည်းအကောင်းဆုံးတရုပ်ဆောင်ထားတာကိုတွေ့ရ ရပါတယ်။ဒါကြောင့်လည်းပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာပရိသတ်တွေကြားထဲမှာလူပြောများနေတယ်လို့အနုပညာအရာလည်းအောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ခဲ့ပါတယ်။ဒါအပြင်ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူတရုတ်ဆောင်မင်းသားနေဝင်းနဲ့အတူခင်ဝင်းဝါမျိုးတက်နာထုံဦးစော်ဝင်းနိုင်စတဲ့လူတွေဟာအကယ်ဒမီရရှိမယ်လို့တောင်းခံမှန်းထားကြပါတယ်။အခုခါမှာတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာဒီလိုမျိုးအောင်မြင်မှုတွေများစွာရရှိနေပေမဲ့အမြတ်အစွန်းအရာတော့အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။ ရောတန်ရုံရှင်ဇာကကြီးကပရိသတ်တွေအကြိုက်တွေ့တယ်လို့ထင်ကြပေမဲ့လည်းရုံထဲကိုအမှန်တကယ်လာကြည့်ကြတဲ့ပရိသတ်တွေကထင်ထားတာတက်အများကြီးနည်းတယ်လို့သိရပါတယ်အထူးသဖြင့်အခုလက်ရှိအချိန်မှာမြန်မာရုပ်ရှင်လောကမှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာကတွေများပြားနေတဲ့အတွက်ရုံဝင်တဲ့လူဦးရေပေါ်မူတည်ပြီးတော့ရုံတင်ခွင့်ရက်ကိုတိုးပေးတာဖြစ်ပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံမှာရုံတင်ရုပ်ရှင်တွေကိုဝင်ငွေစံချိန်တွက်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ရောတန်ရုပ်ရှင်ဇာကဟာတနင်္လာနေ့မှာဝင်ငွေကောင်းခဲ့ပေမဲ့အရင်နေ့ဝင်ငွေကစံချိန်ထဲမှာထဲမ ထွက်တာကြောင့်ပြုံးဆောင်ခင်းဝင်းဝါနေဝင်းတို့ပါဝင်တဲ့ပြောတဲ့ဇက်ကားကြီးကတော့ပြာသာခွင့်တပတ်ထင်းနဲ့ပဲယုံဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။လက်ရှိမြန်မာရုံးရှင်ဇက်ကားတွေရဲ့ယုံတင်စနစ်မှာဝင်းဝေးစံချိန်နေပြီးတော့ယုံမှလူမဝင်တဲ့ဇက်ကားတွေကဒုတိယအပတ်ဆက်လက်ပြာသာခွင့်မရရှိပဲရှိနေပါတယ်။ရုပ်ရှင်ရုံတွေဘက်ကလည်းလူမဝင်တဲ့အခက်ခဲပေါ်ဖြေရှင်းနိုင်ကြဖို့အတွက်ကြီးမဲ့သူဦးရေ9ယောက်လောက်ရှိုံနဲ့ယုံဖွင့်ပြာသာပေးနေကြရပါတယ်။ပရိသတ်တချို့ဆိုရင်ရုပ်ရှင်ကြီးခွင့်ရဖို့အတွက်လူဦးရေ9ယောက်ဝင်းကျင်မပြေလို့ကြီး ခွင့်မရဘဲပြန်သွားခဲ့ရတဲ့ဖြစ်စဉ်တွေတောင် ရှိနေတာပါ။ဘာပဲဖြစ်ဖြစ်ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာအောင်မြင်ပြီးတော့ပြိသက်ကြိုက်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတကားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဆက်လက်ယုံတင်ခွင့်မရခဲ့ရကြောင်းအမျက်အစွန်းမရပဲအရှုံးပေါ်သွားခဲ့ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးလိုပဲဆိုရမှာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီးကြပါလားဆိုတာပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။